အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့တတိယမျက်လုံးဖွင့်ကျင့်စဉ်ပြန်လည်မြောက်ပေးလိုက်ပါတယ်ဗျာခဲခုမန်းနဲ့ရေးတာမိတာတောင်းတာနဲ့မိတ်ဆွေညီငယ်များအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းကျွန်တော်မြောက်ပေးခဲ့ပါတယ်ဒီတတိယမျက်လုံးဖွင့်ကျင့်စဉ်ကဘယ်လူမျိုးမှမဆိုဘယ်ဘာသာမှမဆိုဘယ်လူမျိုးမှဆိုအကုန်လုံးကျင့်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်အဲ့တော့ဘယ်ဘာသာမှမဆိုဘယ်လူမျိုးမှဆိုအကုန်လုံးကျင့်ကြံကြလို့ရပါတယ်အဲ့လိုကျင့်ကြံပြီးတော့တချို့ဆိုလို့ချင်းတတိယမျက်လုံးနေပွင့်ပွင့်သွားကြပြီးတော့အကြမ်းပြူးမြင်ကျူးတွေရသွားကြတဲ့လူတွေနဲ့များစွာရှိခဲ့ပါတယ် အဲ့တော့ဒါလေးကိုကျွန်တော်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများလည်းကြင်ကြင်လို့ရအောင်ပြင်လင်ပြအောင်ပြင်မှာဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ကျင်းစဉ်ကိုပဲကျင်ချင်းကျွန်တော်တို့တွေတိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာဖို့လို့လိုပါတယ်အဲ့တော့ကျင်းတဲ့နေရာမှာချိန်နေနေရာတွေတော့မလိုအပ်ပါဘူးဒါပေမဲ့နေရာတစ်ခုလေးတတ်မှတ်ထားပြီးတော့အဲ့ဒီနေရာမှာလေကျွန်တော်တို့ပုံမှန်လေးကျင်မယ်ဆိုလို့ရှိရင်တော့ပို့လို့ကောင်းပါတယ်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နေရာတစ်ခုတွေ့ပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုတွေ့ပြီးဆိုရင်အဲ့ဒီနေရာလေးမှာထိုင်ပါမယ် ထိုင်ပြီးတော့ကျွန်တော်တို့အဲ့နေရာလေးမှာကျွန်တော်တို့ကျွန်တော်တို့ပုံတော့ပို့ပြီးတော့ထိရောက်မရှိသွားအောင်ကျွန်တော်ထိုင်မဲ့နေရာလေးတနေရာလောက်မှာစီဝါလေးတစ်ခုဝိုင်းလိုက်ပါမယ်မြေပြူလေးနဲ့ပဲဖြစ်ဖြစ်အာကျွန်တော်တို့တွေအာခဲတံနဲ့ပဲဖြစ်ဖြစ်အာတော့မဟုတ်ကျွန်တော်တို့တွေအာမြေပြူတို့ collection တို့ဒါမှထုံးစားဖြစ်မင်းစီမံကြိုက်တံနဲ့ဝိုင်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီရှိရှိတော့ဒီဒီဒီဘက်ကဆရာတွေကတော့ကျွန်တော်ဒီဒီမြန်မာနိုင်ငံဆရာတွေကတော့ဒီဟာကိုကျွန်တော်တို့ထုံးသွုံးဖို့မြေပြူနဲ့ဝိုင်းကြတယ်အနောက်ကိုင်းအနောက်တိုင်းကဆရာသမားတွေကြတော့လေအမ မင်းအောင်ပေါ့နော်အမင်းအောင်ဖြစ်တယ်ကျွန်တော်မီးသွေးတို့စဖြစ်ဆေးအနက်တွေနဲ့အဲ့လိုမျိုးဝိုင်းကြဝိုင်းကြတာမျိုးလည်းရှိတယ်ဝိုင်းတင်ဖြစ်တဲ့ဝိုင်းတင်မစ်စေရပါတယ်ဒါပေမဲ့ဝိုင်းလို့ရှိရင်တော့ကိုယ့်ရဲ့အိုင်စုစက်မှုကပိုးလို့ရစေတယ်လို့ဆိုပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေရလူဆိုတဲ့အကြောင်းမို့ရှေ့စရာတွေလောက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့လိုက်ပြီးဆန်းတန်းအောင်လို့ပေါ့ဗျာဟုတ်ပြီအဲ့ဆိုကျွန်တော်တို့နေရာတစ်ခုတိစိတ်တစ်ခုရပြီနမနဲ့ကျွန်တော်တို့ကျွန်တော်တို့ထိုင်မဲ့နေရာလေးကိုမြေပြူသုံးမဟုတ်ထုံးတဲ့အဝိုင်းလင်းတစ်ဝိုင်းဝိုင်းလိုက်မယ်အဲ့တော့ကျွန်တော်တို့ တထိုင်စာလေးပေါ့နော်ဟုတ်ပြီဒါဆိုထိုင်ပါမယ်ထိုင်မယ်ဆိုလို့ရှိရင်မင်းစင်မြကြိုက်တဲ့ပုံစံကြိုက်တဲ့အိဒီယာပို့ကြိုက်တဲ့ခြေနေမင်းနဲ့ထိုင်လို့ရပါတယ်အဲ့တော့ကျွန်တော်ရအနောက်တိုင်းလူတွေကတော့ယောဂကျင့်သလိုထိုင်တာများပါတယ်အဲ့တော့ကျွန်တော်မင်းစင်မြတော့တရားထိုင်သလိုပဲထိုင်ထိုင်ယောဂကျင့်သလိုပဲထိုင်ထိုင်လောက်ကြည့်ပြီးပဲထိုင်ထိုင်တတချို့လည်းလောက်ကြည့်ပြီးကျင့်သွားတဲ့လူတွေရှိပါတယ်အဲ့တော့မင်းစင်မြကြိုက်တဲ့အိဒီယာပို့နဲ့ထိုင်လို့ရတယ်တမျိုးမဟုတ်တမျိုးဆန်းလို့ရတယ်ကိုဆန်းလိုက်တဲ့အခြေအနေမျိုးမှာထူးခြားမှုတွေလည်းရှိရင်အဲ့အဲ့ပုံစံနဲ့ဆက်ပြီးကျင့်လို့ရတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်မိတ်ဆွေများကြိုက်တဲ့ပုံနဲ့ထိုင်ထိုင်လို့ရှိရင်ဟုတ်ပြီထိုင်ပြီးပြီတာနဲ့ကျွန်တော်တို့ကပထမအောင်ဆုံးကျွန်တော်တို့တို့ဒီတခါကြည့်မယ်ဆိုအနည်းဆုံးနိုင်ဝက်ကနေ45မိနစ်ကျင့်တင်ပါတယ်တချို့တချို့လည်းအချိန်အနည်းတော့တနင်္လာနေ့တနင်္လာနေ့ကျင့်ကြံတာမျိုးလည်းရှိတယ်အဲ့တော့ဒါပဲဖြစ်ဖြစ်အချိန်မင်းများကျင့်လေပိုကောင်းလေပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ကျင့်ရမှာလေးပါတယ်အရန်လွယ်ပါတယ်ကျွန်တော်တတရမျက်လုံးဖွင့်ကျင့်ကျင့်စဉ်ကျင့်ပါဆိုတော့နီလန်းမျိုးမျိုးကျွန်တော်ရှာဖွေတွေ့ရှိဖက်ရှိထားပါတယ်အဲ့တော့ဒီနီလန်းနဲ့အများကြီးတိကမှာအလွယ်ကူဆုံးနဲ့ထည့်အောင်ဆုံးနီလေးကတော့ကျွန်တော်ထိုင်ပြီးဆိုတာနဲ့ချက်တဲ့အိတ်တဲ့ဘုံနဲ့ထိုင်မှာတရားထိုင်လို့ထိုင်နိုင်ယောဂကျင့်လို့ထိုင်လှုပ်ချပြီးပဲထိုင်နိုင်ထိုင်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်တွေကိုပထမအောင်ဆုံးပြန်ပြီးတော့ကြည့်ရမှာက မစီမေဘီကြီးရမှာကျွန်တော်ထိုင်နေတဲ့ပုံစံကိုပြန်ကြည့်မယ်ကျွန်တော်ထိုင်နေတဲ့ပုံစံကိုပြန်ကြည့်ပြီးကျွန်တော်ဝိုင်းနေတဲ့စီဝိုင်းအဖြူကိုပြန်ကြည့်မယ်ကျွန်တော်တို့ရဲ့အင်ဂျင်အဝတ်စားကိုပြန်ကြည့်မယ်ကျွန်တော်ထိုင်နေတဲ့ပုံစံကဘယ်လိုပုံစံလဲဆိုတာကိုကျွန်တော်ကိုကျွန်တော်ပြန်ကြည့်မယ်အားဓာလေးကိုအနည်းဆုံးကိုယ့်ကိုပြန်မြင်အောင်လို့အနည်းဆုံးနိုင်ဝက်လောက်ကြည့်ပြရပါတယ်တချို့လဲအားဓာကို3လေးလောက်ကြည့်ပါတယ်ဟုတ်ပြီ3လေးလောက်ကြည့်ပြီးပြီဆိုပြီးဆို3လေးလောက်ကြည့်ပြီးဆိုလို့ရှိရင်အားလုံးမှကျွန်တော်ကိုကျွန်တော်ထိုင်နေတဲ့ပုံစံကိုကျွန်တော်တွေအချိန်မွေးပြန်ကြည့်နေတာကွက်တိပဲကြာသွားပြီဆိုလို့ရှိရင်တော့ နောက်ဆုံးအဆင့်စဉ်နဲ့ကျွန်တော်တို့ဒီပေါ့နော် မျက်ခုံနှစ်ခုကြားကိုကျွန်တော်တို့ကအာယုံစူးဆိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့မျက်ခုံနှစ်ခုကြားတက်တဲ့နေရာလေးကိုထုံးလေးတွတ်လိုက်ပါကျွန်တော်တို့ဟိန္ဒူတွေဆိုလို့ရှိရင်တော့အလေတက်တဲ့မှာ အနီပြောက်လေးတို့ထားသလိုအမေပြောက်လေးတို့ထားသလိုအဲ့လိုပဲကျွန်တော်တို့လည်းထုံးလေးတို့တို့လိုက်မယ်အဲကျွန်တော်ထုံးလေးတို့လိုက်မယ်နော်ထုံးတို့မယ်သို့မဟုတ်မြေမြေပြူနဲ့ထိုးထိုးရတယ်အဲထုံးကလွယ်ဆိုတော့ထုံးလေးတို့လိုက်ပေါ့ဗျာထုံးလေးတို့လိုက်မယ်ထုံးလေးတို့လိုက်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုထိုင်ပြီးတော့အဲ့နေရာလေးကိုပြန်ကြည့်မယ်အဲကျင်းကျင်းနဲ့အဲ့အဲ့နေရာလေးကဘာဘာလေးဖြစ်လာမလဲဆိုတော့ကြာလာလို့ရှိရင်အဲ့နေရာလေးကကျွန်တော်ဆက်ပြင်းပြင်းလေးအဲရာရာကြီးကြီးလေးဖြစ်လိုက်တယ်မှာတခုခုတိုးထွက်လာသလိုလိုအဲ့လိုမျိုးလေးဖြစ်လာလိမ့်မယ်အဲ့လိုချင်းတဲ့မျိုးတွေပါကျွန်တော်တို့ တို့လိုကြည့်နေကျွန်တော်တို့ဘယ်ရောက်မှဆိုပေါ့တော့ကောင်းတာဘယ်ရောက်လဲလို့အဖြစ်ဆိုတာဝင်စမြဲပဲဖြစ်ပါတယ် ဒါကလည်းလေကျော်ရှင်တွေတို့မထင်ပါနဲ့နော်တော့အဖြစ်တွေဝင်တဲ့သဘောကိုကျွန်တော်ဆက်လက်ပြီးပြောပြပေးတာပါအာတော့ကြအကျင်းအကျင်းစကိုပဲပြောပါလိုရင်းမပြောပါဆိုပြီးမိတ်ဆွေများကပြောကြလဲမိတ်ဆွေရှိပါတယ်အဲကျွန်တော်လိုရင်းမပြောပြပေးတာပါဒါပေမဲ့အဖြစ်သဘောဝင်တဲ့အကြောင်းလေးမှာထပ်ပြီးပြောပြပေးမယ်နော်ဟုတ်ပြီကျင်းနေနဲ့ကျွန်တော်ကဘာဘာလေးလေးမြင်လာလဲဆိုတော့တချို့ဆိုလို့ရှိရင်တဲ့အရန်ကိုချစ်စရာကောင်းတဲ့အရာလေးလေးကိုယ်ဆွတ်ဆောင်မှုရှိတဲ့အရာလေးလေးအဲဥမာဟိုအရန်ချောမလတ်လတ်ပါတယ်ပေါ့နော် အရန်ချုံမအရန်ချုံမလပ်ပါတယ်သူရောက်မယ်ပုံလေးလေဒါမှမဟုတ်အရန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတကောင်လေးလေးအဲ့လိုမျိုးလေးဖြက်ကလေးဖြက်ကလေးဝင်လာလားလို့တွေ့လိုက်လားတို့အဲ့လိုပေါ်လာလားလို့အဲ့လိုမျိုးလေးလည်းဖြစ်တယ်အဲ့လိုဖြစ်တဲ့ချင်းတို့မျိုးမှာဘာမှမကြောက်ပါနဲ့အဲ့ဒါပုံရင်ရောင်နေပါဆက်ပြီးကြင့်နေပါဟုတ်ပြီဆက်ပြီးကြင့်နေနဲ့နောက်တစ်ခုဘာလဲတွေ့ရအောင်လဲဆိုတော့ ကျင်ကြီးနဲ့မျက်ရည်ပူလေးကြာလာတယ်မျက်စိတွေမျက်စိတွေကနေပြီးတော့တချို့ဆိုမျက်မျက်ရည်လေးကြာတယ်တချို့လည်းမျက်ရည်ပူလေးကြာတယ်တချို့လည်းမျက်စိတွေကညောင်းနေလို့ဆိုတယ်အဲ့ဒါလည်းကျွန်တော်တို့ဘာမှဘာရောက်မှမဟုတ်ပါဘူးပုံမှန်တိုင်းပြန်နေတော့သူပြန်ပြီးကောင်းသွားပါတယ်အဲ့ဒါလည်းအဖြစ်သဘောပါပဲဘာမှစိတ်မပူပါနဲ့စัจ jects မှာ ဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမျိုးအဲကြည်နေနေဗာကြည့်ရမလားကျွန်တော်တို့မျက်ခုံးနှစ်ခုကြာခုနတိုးထားတဲ့ထုံးလေးကိုအဲ့နေရာလေးကိုပဲစိတ်တည်အားလုံးပို့မှာဖြစ်ပါတယ်အဲ့နေရာလေးကိုစိတ်တည်ပို့မယ်ပို့ပြီးပြီဆိုတာနဲ့ဒါဆိုရင်ဒုတိယဆင့်ပြီးသွားပြီဟုတ်ပပရမအဆင့်ကကျွန်တော်တို့ထိုင်တဲ့ပုံစံတွေအဲ့ညင်ဝစာတွေစီဝိုင်းတွေကိုကျွန်တော်တို့အမြဲတမ်းပြန်ကြည့်နေရမယ်ဒုတိယဆင့်ကတော့ကျွန်တော်တို့ရဲ့မျက်ခုံးနှစ်ခုကြာကဒီတိုးထားတဲ့ထုံးလေးကိုအဲ့နေရာလေးကိုကျွန်တော်တို့ဟိုကိုယ်ကိုပြန်ကြည့်တဲ့သဘောနဲ့အဲ့နေရာလေးပဲစူးစိုက်ကြည့်မယ် စူးစက်ကြည့်နေပြီဆိုရင်ဒုတိယဆင့်ပြီးသွားပြီတတိယဆင့်ကတော့ကျွန်တော်တို့နေထွက်တဲ့အရက်ကိုလဲ့ပြီးကျင့်မယ်ညာပဲကျင့်လို့မယ်ဆိုလို့ရှိရင်လည်းလာမင်းရှိရပေါ့လာရှိရှိမရှိကိစ္စမရှိပါဘူးအဲ့တော့ကျွန်တော်တို့နေပဲဆိုလို့ရှိရင်လည်းလာရှိရညာပဲဆိုလို့ရှိရင်လည်းနေရှိရပေါ့အဲ့အဲ့ဘက်ကိုလဲ့လိုက်ပြီးဆိုတော့ကျွန်တော်တို့ကအဲ့နေုံတဲ့ကစွိုင်းနေအဲ့နေုံကြီးတဲ့ကစွိုင်းနေကျွန်တော်တို့မျက်ခုနှစ်ခုကြားတဲ့ကိုဝင်လာတယ်ဆိုပြီးတော့စိတ်ကူးရင်ပုံဖို့ပြီးကြည့်ရမယ် ဟုတ်ပြီဟာမမြင်ကွာစေကူညီကစေကူညီကြီးပါကွာဆိုပြီးတော့လည်းအထင်မသေးပါနဲ့အဲ့တော့ဝိပဿနာရှုတဲ့နေရာမှာလည်းစေကူညီဖြစ်ပျက်ဆိုတာရှိပါတယ်အဲ့လိုပဲကျွန်တော်တို့ကသူကျွန်တော်တို့ကလည်းအဲ့ဒီစွမ်းအားတွေရောင်ကြီးတွေရတယ်ကျွန်တော်တို့ဒီမျက်စုံမျက်ခုံးတစ်ခုကြာကထုံးနေရတက်တက်လေးကိုတက်တက်တရမျက်လုံးပွင့်မဲ့နေရတက်တက်ကိုစူးဝင်နေတယ်အားလုံးဆွဲဆုံနေတယ်အားလုံးအယောင်အယောင်နှန်းတွေပြေးနေတယ်ဆိုတာလေးကိုစိတ်ကူးရင်ပုံပုံပြီးကြည့်မှဖြစ်ပါတယ်ဒါကတော့တက်တက်တရဆင်မှာပဲတက်တက်ဆင်အောင်သွားလို့ရှင်အဲ့တက်တက်မျက်လုံးပွင့်ပါပြီ ဟုတ်ပြီတက်တက်မျက်လုံးပွင့်သွားရင်ဘယ်လိုလုပ်ဖြစ်မလဲဆိုတော့တက်တက်မျက်လုံးပေါ်လာမှာလားဒါမှမဟုတ်နောက်ထပ်မျက်လုံးတစ်လုံးပေါ်လာမှာလားဆိုတော့မဟုတ်ပါဘူးအဲ့ဒီနေရာလေးကဘယ်သူမှမသိနိုင်ပါဘူးကျွန်တော်တို့ကိုယ်နိုင်မယ်ကျင့်တဲ့သူကိုယ်နိုင်မယ်သိပါတယ်အဲ့ဒီနေရာလေးကယာချင်းချင်းလေးဖြစ်နေတယ်ဆက်ပြင်းပြင်းလေးဖြစ်နေတယ်တခုတိုးထွက်နေလို့ခံစားနေရတယ်အဲ့တော့ပပရမောက်တို့တိုးထက်တိုးထွက်နေတဲ့အချိန်မှာလုံးဝနေမိထိုင်တာလေးဖြစ်နေတတ်တယ်အဲ့တော့လုံးဝမျက်မှန်မတက်ဘူးလေလူတယောက်မျက်မှန်တက်တယ်လို့ပဲနေထိုင်တာတပြိုးချင်းဖြစ်နေတယ်ဗျာ။အဲ့အလို့ချင်းတဲ့မျိုးလေးဖြစ်နေလိမ့်မယ်။ဒါကလည်းလုံးဝလက်မလျှော့ပါနဲ့။ ဘယောက်ကိုကောင်းတဲ့ဘယောက်ပဲလှုပ်လှုပ်အဖြတ်သဘောတွေရဝင်မဲ့သဘောတွေရှိတယ်ဝင်ဝင်လိုက်တဲ့အဖြတ်သဘောတွေကိုကျွန်တော်တို့ကကြောက်ပြီးတော့ရက်လိုက်တာပဲဖြစ်နောက်ဆုံးလည်းပဲဖြစ်အဲ့ဒီကျင့်စဉ်နဲ့ကျွန်တော်တို့ကအလံဝင်းသွားတက်ရပါတယ်ဒါကြောင့်မို့ဒါတည်းမို့ဒီကျင့်စဉ်ရောမအောင်မြင်ကြတဲ့သူများပါတယ်အရန်လွယ်တယ်ဒါပေမဲ့အဖြတ်သဘောတွေဝင်တော့မအောင်မြင်တာများပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတတရစိတ်ကိုအောင်မြင်သွားလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီနေရာလေးမှာယာကြီးကြီးလေးဖြစ်လာမယ်အဲ့လိုမျိုး အရှင်နေမျိုးတွေကျွန်တော်တို့ဒီနေအောင်ကြီးတွေဆောင်းရင်တွေကိုကျွန်တော်တို့မျက်စီတဲ့တချို့ကလည်းအဝါယုံကြိုက်တယ်အဝါယုံကိစ္စမရှိဘူးအပြာယုံကြိုက်တယ်ရောင်စုံကိစ္စမရှိဘူးเนาะရောင်စုံတတချို့ကလည်း rainbow ရောင်ခုနှစ်ရောင်စုံရောင်စုံနေအကုန်လုံးကိုကျွန်တော်တို့ဒီကျွန်တော်တို့ဒီထုံတုတ်ထားတဲ့နေရာတခုကျွန်တော်တို့မျက်စီမျက်ခုံးတစ်ခုကြာအလေတက်တဲ့ကိုစိုးဝင်စိုက်ဝင်နေတယ်အားလုံးကရောင်ရင်တွေဖျောက်ထွက်ပြီးကျွန်တော်တို့တည်းဝင်နေတယ်ဆိုပြီးစိတ်ကူးရင်ပုံပုံကြတယ်တချို့လည်းနေအောင်အဝါယုံအပြာယုံဖြူအောင်ဆင်းအောင် စားပြီးချိန်တဲ့ရောင်တော့ပုံဖော်ပြီးတော့ဆွဲယူဆုပ်ယူလို့ရပါတယ်အဲ့တော့ဆွဲယူဆုပ်ယူဆုပ်ယူနိုင်မှများလေလေကျွန်တော်တို့ရဲ့ဆောင်းအများလေလေပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါလေးဆွဲယူနိုင်မှများပြီဆိုလို့ရှိရင်အဲ့ဒီလူတယောက်ကကျွန်တော်တို့အရာရာကိုကျွန်တော်တို့တွေထိုးနှင်းသိမြင်နေတော့ပါတယ်ဥမာဥမာဆိုရပါတော့အုပ်ဖုံအုပ်ဆောင်တစ်ခုအုပ်ထားတယ်အဲ့အုပ်ဆောင်ကအောက်မှာဗာလဲဆိုတော့သူသိတယ်အဲ့တခုတော့ရှိတယ်ပေါ့နော်ဒီကျင်းစဉ်ကြည့်ပြီးတော့ မကောင်းတာတွေလုပ်လို့မရဘူးဗျာတချို့မိတ်ဆွေတူပြောဘူးတဲ့အဲ့ဂျင်းကိုကျင့်တာတဲ့သူအောင်မြင်ပတ်ရောက်သွားတယ်တဲ့ဒါပေမဲ့ तू ကဂျင်းသွားဆော့တယ်တဲ့အဲ့ဂျင်းအောက်မှာဘာဆိုတာကို तू သိတယ်တဲ့အဲ့ဒါကိုအမြင်နဲ့သွားဆော့တယ်မြင်နဲ့နိုင်တယ်တဲ့ဒါပေမဲ့နောက်ဆုံးတတစ်ခေါက်မှာတဲ့အဲ့ဒီကပြန်ပြောက်သွားတယ်နောက် तू ကြည့်လိုက်တဲ့ခါမျိုးဘာမှမသိတော့ဘူးတဲ့ကျွန်တော်ကဒါကြောင့်မို့တော့ဒီတခေါက်တစ်ခေါက်တော့ရပြီများလာလို့ရှိရင်ကျွန်တော်တို့ဒီလောင်းသားတွေမတမာမှုတွေကိုလုံးဝခွင့်ပြုမှာမဟုတ်ပါဘူးဒါကောင်းတဲ့ဘက်မှာအတုံးချဖို့အတွက် ဒီလမ်းဖွင့်ပေးတဲ့သဘောပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကောင်းတဲ့နေရာလေးပဲသုံးသိချင်ပါတယ်ဟုတ်ပြီအဲ့လိုမျိုးကျင်နေလို့ရောက်တော့လို့ရှိရင်ကျွန်တော်တတိယမြောက်ကျင့်စဉ်ကိုကျင့်ပြီးသွားပါပြီအဲ့တော့ဒီကျင့်စဉ်ကိုကျင့်ပြီးဒီနံပါတ်3စင်းကိုရောက်တဲ့လူကိုတော်တော်ကိုရှာပါပါတယ်ကျင့်စဉ်အလုံးက6ကိုကိုစင်းထီတောင်ရှိပါတယ်အဲ့တော့ကိုစင်းနေရှိတယ်9စင်းနေရောက်လို့ရှိရင်ဆရာတစုဖြစ်ပါတယ်9စင်းနေရောက်လို့ရှိရင်ဆရာတစုဖြစ်တယ် ဲ့တော့ခြောက်စင်းတိရောက်လို့ရှိရင်တော့မြည်သည့်ဘုံတွေမဆိုမြည်သည့်လောကတွေမဆိုကျွန်တော်တို့ကဝင်ရောက်နေဆိုတာကြည်နေဆိုနေရှိပါတယ်ဥပမာကျွန်တော်တို့တွေဟိုတတိဆန်အပေပုံသားတို့ကိုကျွန်တော်တို့ကဒီနေရာနေထိုင်ပြီးတော့တို့တွေဘာလုပ်နေဆိုတာကိုသိမြင်နိုင်တယ်ဒါကတော့အရင်ကိုရှားပါတဲ့ အောင်မြင်မှုမျိုးပေါ့နော်ဒါပေမဲ့နံပါတ်3အဆင့်ကိုအောင်မြင်နေကိုဘင်းတော်တော်လေးကိုထူချားနေပါပြီအဲတော့ကျွန်တော်စာထဲမှာဖတ်ပြတော့နံပါတ်5အဆင့်ကိုအောင်မြင်ပေါက်ပေါက်ရောက်တဲ့သူကိုမရှိသေးပါဘူးဒါပေမဲ့ဒီနံပါတ်6အဆင့်ကြီးအောင်မြင်ပေါက်ရောက်ခဲ့တဲ့ဆရာကြီး3ဦးကတော့သူ့သားသမီးတွေကိုလက်စစ်ကန်ခဲ့တာသူ့သားသမီးလည်းအောင်မြင်ပေါက်ရောက်တယ်လို့ဆိုပါတယ်ဒါပေမဲ့သူ့ရဲ့သားသမီးတွေကဘယ်သူမှမတော့ဖော်ပြသွားတာမျိုးမရှိခဲ့ပါဘူး ဘာပဲဖြစ်ဒီကျင့်စဉ်လေးကိုမဲဆွေမြောင်မြောင်ပေးလိုက်ပါတယ်ဗျခဲဘာပဲဖြစ်ကျွန်တော်နံပါတ်3ဆင့်ကိုအောင်မြင်ပေါ့တော့ပြီဆိုလို့ရှိရင်တော်တော်ထူးခြားနေပါပြီဒါဆိုရင်မဲဆွေများကဘယ်ရာကိုပဲဖြစ်ဖြစ်ဘလောက်ပဲဖုံးကုန်ဖုံးကွယ်မျက်စိမဲ့ပြီပဲကြည်ကြည်အဲ့အရာလေးကိုမြင်နိုင်တယ်သိနိုင်တယ်အဲ့တော့တခုခုကတဲရောက်ကကျွန်တော်တို့ကိုလာပြီးတော့ကောင်းတဲ့နေ့လာပြောတော့မယ်။သူမလာသေးဘူးကျွန်တော်တို့ကကြိုသိနေ။အဲ့တော့ကျွန်တော်တို့စီကိုမကောင်းတဲ့နေ့လာတော့မယ်။ လိုရမလားသေးဘူးကျွန်တော်တို့ကကြိုသိနေတယ်အဲဒါဆိုတော်တော်လေးကိုဆင်းပြနေနော်အဲ့တော့ကောင်းတဲ့လေးလည်းကြိုသိနေတယ်လို့မကောင်းတဲ့လေးလည်းကြိုသိနေတယ်ကွယ်ထားတဲ့အရာတွေကျွန်တော်တို့ရေဖုံးထားတဲ့အရာလေးကိုလည်းလွယ်ကူစွာကျွန်တော်တို့ကြည်နိုင်တယ်ကဲဒါဆိုလို့ရှိရင်ဒီဒီစိတ်နဲ့ဒီဒီချင်းနေနေပြီးပြီဆိုလို့ရှိရင်လူတယောက်ကျွန်တော်အရှိမထိုင်နေတယ်သူတို့စိတ်မှာကျွန်တော်တို့ဘာတွေတွေးနေတယ်အဲစသဖြင့်တချို့ဆိုရင်ဒီတက်တရမျက်လုံးဖွင့်ခြေစဉ်ကြည့်ပြီးတော့ကျွန်တော်ဘေးတွေဟောတာမျိုးလည်းရှိတယ် အလုပ်ကျင်းစဉ်ကျင်းပပြီးရောဒီလူကဘာဖြစ်နေတာအဲဒီလူစိတ်တွေကဘာဖြစ်နေတာဆိုတာတွေကိုသူအတက်ပြောနိုင်ပါတယ်ဗောနော်အဲ့လိုမျိုးလည်းဖြစ်တယ်တတချို့ဆိုလို့ရှိရင်လည်းမျက်စိတွေမိုက်ထားတယ်မျက်စိတွေကွယ်ထားပိတ်ထားတယ်ဒါပေမဲ့လူတယောက်လာလို့ရှိရင်အဲ့လူတယောက်ကအင်းရောင်ကဘာရောင်ဝတ်ထားတယ်ဟဲ့သူရဲ့ပတ်ဆိုင်နေမှာပတ်ဆိုင်ဘလောက်ပါတယ်လဘင်းဆွဲကျူကဘယ်နှချက်သားရှိတယ်စသဖြင့်သူအဲ့ထဲမှာအကျွေးပေါင်ချာဘလောက်ရွှေပေါင်ချာဘလောက်စသဖြင့်သူလူတယောက်ဝင်လာတာနဲ့အဲ့လူတယောက်ရဲ့ ခြေအနေအကုန်လုံးအားလုံးကိုသိနေစေနဲ့ဒါတတိယမျက်လုံးဖွင့်ခြင်းစဉ်ကြင့်နေရဲ့အကျိုးကျေးဇူးပဲဖြစ်ပါတယ်ဒါကျွန်တော်ပြောပြတာပြောပြပေးတာလုံးဝမကုံသေးပါဘူးဒီတဲ့ဒီတဲ့အတုံးချပြီးအစွမ်းထက်တဲ့အကျိုးကျေးဇူးများတဲ့အကြောင်းအရာတွေအများကြီးရှိပါသေးတယ်ကဲမိတ်ဆွေများဒီစိတ်ကိုကြင့်နိုင်ဆိုမဲ့ရင်ကိုကျေးဇူးထူးနေပါပြီဒါလေးကိုမိတ်ဆွေများလာပြီးမျှဝေပေးတာပါဗျအဲ့တော့ဒီခြင်းစဉ်ကဘယ်လောက်ကြာမလဲလို့ပြောလို့မရပါဘူးတချို့လဲပါရမီရှိတယ်လို့ဆိုရင်3လကျင့်ရတယ်တချို့လဲ6လကျင့်ရတယ်တချို့လဲ6နှစ်လောက်ကျင့်မှတယ်ထူးခြားပြနိုင်မှုတွေရှိတယ်အဲ့တော့ကျွန်တော်တို့ပါပါရမီနဲ့မတိုင်းတာပါဘူး ကျင့်ကြံကျင့်ကြံအားထုတ်တဲ့လူရဲ့စိတ်ဆန္ဒနဲ့ဝရိယလုံနာရိယရှိတာနဲ့လည်းတိုင်းတာပါတယ်ဒါကိုလည်းအစားထဲမှာတိကျဖော်ပြထားပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မေဆွေအောင်လုံးနဲ့အောင်မြင်ပေါ့ကြပါစီဗျာ